Trix Nebulosa လို့ခေါ်တဲ့ဒီမီဟိုးရောင်ဈေးကွက်လေးတွေဟာအမဲလိုက်ရမှာ အထူးကျွမ်းကျင်ပါတယ်။မြားထောအားဖြင့်ဈေးကွက်တွေကိုညဘက်မှာတွေ့ရပေမယ့်ဒီမီဟိုးရောင်ဈေးကွက်တွေကတော့နေ့ဘက်မှာတွေ့ရပါတယ်။တဘာဝက ပေးထားတဲ့သူ့ရဲ့တောင်ပန်းတစုံဟာတိတ်တဆိတ်ပလန်တန်းရမှာအလွန်ပင်ထူးချွန်ပါတယ်။ဒီတောင်ပန်းတစုံကိုအတုံးချပြီးအစာဖမ်းယူကြပါလေ ဒီနှင်းသူကြီးရဲ့အောက်တနေရာမှာသူတို့ရဲ့အစာရှိပါတယ်။ဂျေပျောလာတဲ့နှင်းသူကြီးထဲမှာအစာရှာရတာဟာ ယူနန်းရာကြပါတယ်။ဒါပေမဲ့အစာအစာအတွက်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ရအောင်တော့ရှာရမှာပါ။ဒါမှ အသက်ဆက်ရှင်တန်းနိုင်မှာပါ။မိခိုးရောင်ဈေးကွက်လေးရဲ့အတွက်ဒီနှင်းသူကြီးထဲမှာ အစာရှာရတာဟာ ကြီးမားလေစိန်ခေါ်မှုတစ်ခုပါပဲအပူချိန်အနုတ်20ဒီဂရီဆယ်စီယပ်ကနေအနုတ်40ဒီဂရီဆယ်စီယပ်ထိသာရှိတယ်ဒီနေရာမှာ လူသားတွေနေထိုင်မှုဆိုတာခက်ခဲပါလေဒါပေမဲ့လေဒီမိကိုးရောင်ဇီးကွက်တွေကတော့ဒီလိုနေရာမှာ ရှင်းတတ်နိုင်ကြပါလေဒီလိုရှင်းတတ်နိုင်မှုအတွက်သူတို့ဟာဒီနေ့ကိုကြွက်ခုနှစ်ကောင်လောက်စားသုံးမှုလိုအပ်ပါတယ် သူတို့ရဲ့မျက်လုံးတွေဟာအမြင်အာရုံအလုံးပဲကောင်းကြပါတယ်။မျက်လုံးရင်းမဟုတ်ပါဘူး။နားတွေဟာလည်းအလွန်ပြင်းသုံးညင်းတဲ့အတန်ကိုကြားနိုင်ပါတယ်။ဒီချွက်ကလေးတွေကတော့သူတို့အတွက်အန်ဒီရဲ့တစ်ခုလာနေပြီဆိုတာသိလိုက်ပါတယ်။သူတို့အချင်းချင်းဆက်သွယ်နိုင်ရင်အတန်တစ်ခုကိုပေးပြီးသတိပေးတတ်ကြပါသေးတယ်။ဒီချွတ်တွင်ရထူးခြားချက်ကတော့အလွန်ပင်ဝဲကွာရဲ့နေရာကအတန်ဟူကြားနိုင်စွမ်းရှိကြပါတယ်။သူတို့ဟာအမဲလောက်ရှားနေဖို့လိုအပ်ပါတယ်။ဒါမှ AKB တည်နိုင်တဲ့အနေကိုကာကွယ်နိုင်မှာပါ။ သူတို့သွားလာနေတဲ့လမ်းကြောင်းကိုလည်းအမြဲရှင်းလင်းနေအောင် ထားတတ်ပါတယ်။ဒါမှလည်းအန်ဒရယ်နဲ့ဂျုံရင် အလွယ်တကူပြေးလွှားနိုင်မှာပါ။သူတို့ရဲ့အထက်တစ်ပင်တနေရာမှာအန်ဒီရဲ့တကူပုံအောင်နေတာကိုတော့သူတို့သိပုံမရပါဘူး။ဒီမိခိုးရောင်စည်းကွက်လေးဟာကျွက်တရဲ့လှုပ်ရှားမှုကို အမြဲမပြတ်စောင့်ကြည့်နေပါတယ်။ဒူးကြတဲ့နာရွက်ထက်မြက်တဲ့မျက်လုံးများကြောင့်တားကောင်ရှိတဲ့နေရာကိုတီးနိုင်ပါတယ်။ သူတို့ရဲ့မျက်နှာပြင်တလျှောက်မှရှိတဲ့မွေးနှုတ်များဟာလည်းအခြားတနေရာကလာတဲ့အတန်တွေရောရှင်းလင်းပြတ်သားစွာကြားနိုင်အောင်ကူညီပေးပါတယ်။မီတာဝက်လောက်ရှိတဲ့နှင်းတုရဲ့အောက်ကအတန်ကိုကျွန်တော်တို့လူသားတွေကြားနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါပေမဲ့လေသူတို့အတွက်တော့ဒီအတန်ဟာကြားနိုင်ဖို့လုံလောက်ပါတယ်။ဒီလိုထူးချွန်မှုတွေကြောင့်တားကောင်ဖမ်းရမှာအလွန်ပင်ထက်မြတ်ကြပါတယ်။အခုတော့လေယုံကိုစီးပြီးတားကောင်ဖမ်းပါတော့မယ်။ဒါပေမဲ့လေ ဘလိုပင်ထူးချွန်နေပါစေကံတရားကြီးရဲ့လက်ကွက်တွေကြားမှာရှုံးလင်းမှုဆိုတာရှိစမြဲပါသူလည်းဒီတစ်ခါတော့တားကောင်ကိုဖမ်းယူနိုင်ခြင်းမရှိခဲ့ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်